ယခုပြောပြပေးမယ့်အဖြစ်အပျက်ကလေးကတော့ပဲခူးတိုင်းအနောက်ဘက်ခြမ်းတဲကုန်းမြို့နယ်အင်းမတင်ញိုင်ကုန်းရွှေပြောင်းစင်ကကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကိုဥခင်ကျော်ကိုတိုင်းပြောပြထားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ဖယားကြီးတင်ញိုင်ရွှေကလည်းရဲတောင်ဝင်ပဲလားဟာ လက်ထဲကဆောက်ရွက်နှစ်ရွက်ကိုကြည့်ပြီးတော့စကမ်းမှုဥခင်ကျော်စိတ်ပြက်လပြဲနဲ့ညင်ညူးလိုက်ပါတော့တယ်။ဆောက်ရွက်နှစ်ရွက်ကလည်းတင်းချိုင်းရွှေရမှာရွက်ဖက်အမိန့်ပြန်ရမယ်အမိန့်စာနှစ်ရွက်ပဲဖြစ်တယ်။မကြခင်အချိန်ကလေးမှာမှတဲကုံမဝတာဥက္ကဋ္ဌဘုံမှုကိုယ်တိုင်သူ့လက်ထဲကိုထည့်ပေးခဲ့တာပဲဖြစ်တယ်။ကဲစကမ်းမှုကြီးရေခမ ्या ကိုပဲတာဝန်ပေးလိုက်တော့မယ်နော်။ကျုပ်တို့အင်းမမျိုးကိုတိုးချဲ့သတ်မဲ့မယ်ဗျာ။တင်းချိုင်းကုန်းနေရာမှာလူနေရက်ွက်တွေလည်းဖြစ်လာမယ်။ဒါကြောင့်တင်းချိုင်းကိုအင်းမရဲ့အနောက်တောင်ဘက်မှာတတ်မှတ်ထားတဲ့နေရာကိုရွှေ့မယ်။အဲ့ဒါရွှေ့ဖို့ပြောင်းမှုကိစ္စကိုတော့ ော့စခန်းမှုကြီးတာဝန်ယူပြီးဆောင်ရွက်ပေးပါလို့ပဲပြောလိုက်တော့တယ်။တင်းကြိုင်းဆိုတာလေတီးတန့်တတ်မှတ်ထားတဲ့နေရာတခုလူတွေကတင်းကြိုင်းကိုနိုင်ကြီးကိစ္စရှိမှသာလာကြတာကိစ္စမရှိလို့ကတော့ခြေဥတော်မှလဲကြဘူးလေ။ဒီတော့လူတွေနဲ့ကင်းကင်းနေခြင်းနဲ့တဆေတရေနန္နာဘွားတွေအတွက်ကတော့တင်းကြိုင်းကနေရာဌာနတခုဖြစ်တာလေမဆန်းလာပါဘူး။အခုသူတို့ကိုနေရာပြောင်းပေးရမယ်။တင်းကြိုင်းဟောင်းကပြောင်းကျင်သလားမပြောင်းကျင်ဘူးလား။ဆန္ဒတောင်းဖို့လည်းမလိုဘူး။တင်းကြိုင်းကအသက်မှာနေကျင်သလားမနေကျင်ဘူးသားဆိုတာလေအဖက်လုတ်ပြီးမေးစရာအကြောင်းကလည်းမရှိဘူး။ဒါ ါကအစိုးရမင်းရဲ့အမိန့်ပဲ။စာရွက်ပေါ်မှာရေးထားတဲ့အမိန့်ကိုဖတ်ယုံဖြင့်နာနာဘွားတွေလည်းပြောင်းမလားမပြောင်းဘူးလားဥခင်ကျော်လည်းမသိ။နောက်ပြီးတရဲသစီတွေကိုလည်းကြီးမှုအုပ်ချုပ်တာကတင်းညိုင်းရှင်မှမဖဲဝါတဲ့။မြို့နယ်မှာအုပ်ချုပ်တဲ့အစိုးရမင်းကလည်းမဖဲဝါနဲ့စိတ်ဆက်ညှိနှိုင်းခဲ့တာလားတော့မကြမိဘူး။ဘလို့ပဲဖြစ်ဖြစ်လေရဲလက်ဆွဲမှပြတ်ထဲမှထားတဲ့ရဲအဲ့ဥပဒေမှာရဲလုံးလို့သတ်မှတ်မှထားတဲ့တင်းညိုင်းရွှေတဲ့အလုပ်ကလည်းစက္ကန်းမှုဥခင်ကျော်ရဲ့ပခုံးပေါ်ကိုကြားရောက်လို့လာပါတယ်။ဒါလည်းအတွေ့အကြုံသေးတစ်ခုပဲလေ။နောက်ဆုံးမှတော့စက္ကန်းမှုဥခင်ကျော် ော့စိတ်ကိုဖြည့်သိမ့်လိုက်လေတော့တယ်။တင်းကြိုင်ရွှေဘုတ်ကိစ္စကိုခေါင်းထဲထည့်စဉ်းစားရတယ်။တင်းကြိုင်နဲ့ပတ်သက်ရင်တင်းကြိုင်ရှင်မမဖွဲဝါကိုတော့အတိပေးရတယ်နော်ဘူကြီး။ဒီကိစ္စအတွက်တကြမ်းနားလဲတဲ့သူနဲ့တိုင်ပြင်သင့်ပါတယ်။အမားရုံဖြစ်တာတို့မဖွဲဝါမကြိုက်တာတို့ဖြစ်ရင်တော့ကြွားခိုက်တဲ့တယ်လို့ကြားဘူးတယ်ဘူကြီး။ဥခင်ကျော်ကိုဂစီရဲတက်ကြကြီးကအကြံပေးတင်ပြလိုက်တော့တယ်။နေပါအောင်ဂစီရဲကြီးရဲ့ရွာခိုက်တယ်ဆိုတာဘလို့ဖြစ်မှာလဲ။မဖြစ်တင်တာတွေဖြစ်တာဘောဘူကြီးရဲ့သူ့အလိုလိုနေရင်းနဲ့တမျိုးလုံးထိတ်လန့်ချောက်ချနေရမယ်။ညညာဆိုရင်လေခွေးတွေကဥတွေ ယ်ခွေးတွေဟောင်းတယ်ငှက်ဆိုးတွေထိုးတယ်အဲ့ဒါကနေတမျိုးလုံးလိုလိုနာမကျန်းဖြစ်ပြီးတော့လူတွေတယောက်ဝီးတယောက်တေးကြမယ်ပေါ့ဗျာဟာ တင်းကျိုင်းပြောင်းတဲ့ကိစ္စကဒါလောက်တောင်ကြီးကျယ်သလားဟာဒါကတော့ဘိုးကြီးပဲစဉ်းစားကြည့်လေလူလောကမှာအုပ်ချုပ်သူအစင်းစင်ရှိတယ်လို့သူတို့တရက်တစီလောကမှာလည်းအုပ်ချုပ်တဲ့အကြီးအကဲတွေလည်းရှိမှာပဲသူတို့အလေးထားပြီးတော့အတိပေးတော့လေပိုကောင်းတာပေါ့ဟုတ်ပါပြီဗျာတင်းကျိုင်းရွှေရင်နဲ့ဒီအချက်တွေလည်းထည့်စဉ်းစားရပါမယ်နောက်ပြီးကြံသေးတယ်ဘိုးကြီးဘာများလဲဗျတင်းကျိုင်းပြောင်းတဲ့အခါလဲတင်းကျိုင်းဟောင်းကတရက်တစီနန္နာဘွားတွေဒကောင်တမီးမှမကြံဖို့ကလည်းအရေးကြီးတာဗျဒကောင်ကြံနေအောင်မှပဲတင်းကျိုင်းမပြတ်ဘူးတဲ့ဒါကြောင့်မဖဲဝါကိုအလေးထားတိုင်နေရမယ်ပြောတာပေါ့တင်းကျိုင်း င်းပြောင်းတဲ့အခါမှာလဲတင်းကြိုင်ဟောင်းကတရေသက်စီနာနာဘွားတကောင်တမီမှမကြံမှုကလည်းအရေးကြီးတာတကောင်ကျန်နေအောင်မှပဲတင်းကြိုင်မပြတ်ဘူးတဲ့ဒါကြောင့်မဖဲဝါကိုအလေးထားတိုင်တယ်ရမယ်လို့ပြောတာပေါ့တကောင်မှမကြံအောင်ပြောင်းဖို့ဆိုတာကလည်းမဖဲဝါမှလုံနိုင်ပါလိကျွန်တော်တို့ကနာနာဘွားတွေကိုမမြင်ရတော့ဘယ်သူကျန်နေမကြံဘူးဆိုတာဘယ်လိုလုပ်သိနိုင်မှာလဲ့ အင်းဒီကောင်တွေကညနေနေဝင်ဒီရောအချိန်ကနေပြီးတော့တရွာလုံးအစာရှာထွက်ကြတယ်ဆိုတော့တင်းញိုင်းရွှေ့တဲ့အခါသူတို့အစာရှာမထွက်တဲ့နေ့လယ်ချိန်ကိုတတ်မဲ့ပြီးလောက်ရမယ်တင်းញိုင်းရွှေ့မဲ့အကြောင်းကိုတော့ကြိုတင်ပြီးအကြောင်းကြားထားဖို့တော့လိုတယ်ဂက်စီကြီးရဲ့အကြံပေးမှုနဲ့တည်တင်တိထိုက်တဲ့အချို့ကိုတော့သိလိုက်ရလေတော့တယ်အဲ့နောက်မှာတော့တင်းញိုင်းနေရရွှေ့ဖို့ကိစ္စကိုစတင်စီစဉ်တော့တယ်အင်းမတင်းញိုင်းကိုလူတစ်ယောက်လွှတ်လိုက်တယ်မဖဲဝါကိုစမိတ်စာထုံးနဲ့ကျွေးမှုပြီးမနေ့ပြန်နေ့လယ်မှာတင်းញိုင်းရွှေ့မဲ့အကြောင်းနဲ့တင်းញိုင်းမှာနေထိုင်တဲ့တရက်တစီနန္နာဘွားအားလုံးကိုအသိရှိနေ ရအောင်လို့စူးစိပေးထားဖို့လဲမြေတားရက်ခံခန်းလိုက်တယ်ဒီတင်ညာင်းတွင်းမှာမှီတင်းနေထိုင်ကြတယ်နာနာဘဝဝိနာဘဝပုပ်ကူတရဝအပေါင်းတို့ခမညာဒီတင်ညာင်းနေရကိုလူအများနေထိုင်ရန်မျိုးကွယ်တိုးချက်တော်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာတင်တို့နဲ့ရောရှက်နေထိုင်ဖို့မဖြစ်နိုင်ပါဘူး။ဒို့ဖြစ်၍တင်တို့နေထိုင်ရန်တတ်မှတ်ထားတဲ့နေရာသေးတို့ကျွန်ုပ်တို့ကိုယ်တိုင်ပို့ဆောင်မိဖြစ်ပါတယ်။ဒါကြောင့် ဤတင်းကြိုင်အပြင်ဘက်မှာရက်ထားတဲ့လော်လီကားပေါ်ကိုတက်ကြပါရန်မြစ်တာရက်ခံပါတယ်။စက္ကန်းမှုဥခင်ကျော်ကလည်းအမိန့်အမှတ်၁ကိုအတန်ဒီအတန်ထားအမိန့်တန်ပါပါနဲ့၃ငောက်တီတီရွတ်ဖက်လိုက်လေတော့တယ်။တင်းကြိုင်ရှင်မမဖဲဝါအနေနဲ့လည်းတင်းကြိုင်ရွှေ့တဲ့အစီအစဉ်ချောချောမွေ့မွေ့ဖြစ်အောင်လို့စောင့်ရှောက်ပေးပါလို့လည်းထပ်ပြီးပြောလိုက်သေးတယ်။ပြောပြီးတာနဲ့တင်းကြိုင်စရက်ပေးအုတ်ကူတလုံးပေါ်မှာမဖဲဝါအတက်တင်ထားတဲ့အမဲသားဟင်းနဲ့ထမင်းတို့ကိုကြည့်လိုက်လေတော့တယ်။ထမင်းတို့ပေါ်မှာတော့ရင်ရင်းကြီးတကောင်ကတဝဲဝဲလဲနဲ့လုံနေတော့တယ်။ဒီအချိန်မှာပဲဥခင်ကျော်ရဲ့တက်တက်တာမ ှတစ်ချိန်တစ်ခါမှမမြင်ဘူးတဲ့ထူးထူးဆန်းဆန်းအဖြစ်အပျက်ကိုကြုံတွေ့လိုက်ရလေတော့တယ်မထေမရှားရောထွေးနေတဲ့အတန်တစ်ခုကိုကြားလိုက်ရတယ်စကားတန်ဒီကရက်တန်ထားတဲ့လော်လီကောင်းစီကိုရောက်သွားလေတော့တယ်ကားကလည်းဘော်ဒီကြီးကြီးတောင့်တောင့်အပေါ်မှာတန်ခိုင်းတွေကလည်းရှိတယ်ရင်ငါးတန်ကုံငါးတန်ဘောင်းဆယ်တန်ဆိုတဲ့ကားကြီးနောက်တစ်ခုကကြီးကြီးကြီးဆိုတဲ့မြေတန်ကိုလည်းကြားရပြန်တယ်ဒီအတန်ကလည်းလူတစ်ယောက်ကားပေါ်တဲတိုင်းလူရဲ့ခန္ဓာကိုယ်အလေးချိန်ကြောင့်ကားပေါ်ဒီကလှုပ်ရှားသွားရမှထွက်ပေါ်လာတဲ့အတန်မျိုးဒါလိုကိစ္စမျိုးကိုဥခင်ကျော်မှလည်းတစ်ခါမှမကြုံဘူး တိတ်ဆိတ်ငြိမ်သက်နေတဲ့နေကင်းကြောင်တောင်ကြီးမှာတရဲသစီနန္နာဘွားတွေကကားပေါ်ကိုတက်နေကြတယ်ဆိုတဲ့အသည်းနဲ့ကားစီကထွက်ပေါ်နေတယ်မသဲမကွဲစကားပြောတဲ့နေတကြီးကြီးမြည်တဲ့နေကြောင့်ခြောက်ချားစရာတော့ကောင်းနေတယ်ရုတ်တရက်သူ့ဘေးကလူတစ်ယောက်ဖြတ်သွားတယ်လို့လူလည်းခံစားလိုက်ရတယ်သူ့ဘေးဘီကိုကြည့်လိုက်တဲ့အခါမှာတော့ဘယ်သူ့ကိုမှမတွေ့ရဘူးမမြင်ရတဲ့နန္နာဘွားတကောင်ကသူ့ဘေးကနေကပ်ပြီးတော့ကားစီကိုသွားနေတာဖြစ်မယ်ဆိုတာကို သူ နားလည်လိုက်တယ်ဒီအချိန်မှာပဲကားသမားစီမလှမ်းအော်တဲ့အတန်ကိုကြားလိုက်ရလေတော့တယ်ကားသမားကခေါင်းငန်းကနေပြီးတော့စီရ တိုင်းကိုကင်ပြီးထိုင်နေတော့တယ်။ဘိုးကြီးရေဒီမှာလာလောက်ပါအောင်။ခေါင်းငယ်နဲ့ဝေထိုင်နေကြတယ်။ဥကင်ကျော်ခေါင်းငယ်တကာပွင့်သွားတာစောစောကတော့တွေ့မြင်လိုက်တယ်။ဒါပေမဲ့ချက်ကြတာမမိလို့ပဲလို့ထင်လိုက်တယ်။ခဏနေတော့ခေါင်းငယ်တကာကပြန်ပိတ်သွားတာကိုလည်းတွေ့လိုက်တယ်။ဒါလည်း driver ကပြန်ပိတ်လိုက်တယ်ပဲထင်ပြီးတော့တယ်။အမှန်ကအဲ့ဒါလို့မဟုတ်။ခေါင်းငယ်တကာကသူ့အလိုလိုချက်ပြုတ်ပြီးတော့ရုတ်တရက်ပွင့်သွားတာ။ပြီးတော့သူ့အလိုလိုပြန်ပိတ်သွားတာပဲဖြစ်တယ်။ဒါကို driver ကသိလိုက်တယ်။နောက်ပြီးတော့သူ့ဘေးမှာထိုင်ကုန်ကူရှင်မော်ကိုတယောက်ယောက်ကဝင်ထိုင်လိုက်တယ်လို့ဖြစ်သွားတာ။ဒါကြောင့်စကမ်းမှုဥခင်ကျော်ကိုလှ န်းအောင်လိုက်ခြင်းပဲဖြစ်တယ်။ဥခင်ကျော်ကလည်းကားကောင်းငယ်စီကိုသွားတယ်။ဒရိုင်ဘာကိုအကျိုးအကြောင်းမေးတယ်။ဒရိုင်ဘာကလည်းဖြစ်ပြပုံအကြောင်းစုံကိုလည်းပြောပြတယ်။နာနာဘွားတကောင်ကခေါင်းငန်းထဲကိုဝင်ပြီးထိုင်နေတယ်ဆိုတာကိုဥခင်ကျော်လည်းသဘောပေါက်သွားလေတော့တယ်။ကားကောင်းငန်းမှာဝင်ထိုင်နေတဲ့နာနာဘွားပုံကိုခမညာကားကောင်းငန်းထဲမှာကကားမောင်းတဲ့ဒရိုင်ဘာနဲ့တင်တို့ကိုနေရာအသစ်စီကို လိုက်ပို့ပေးမယ်။ကျွန်ုပ်တို့နှစ်ဦးသာထိုင်ရမှာဖြစ်ပါတယ်။ဒါကြောင့်ခေါင်းငန်းထဲကနေဆင်းပြီးနောက်ဘက်ကားအပေါ်ကိုသွားရောက်နေရယူပေးဖို့မြင့်တိုင်ရက်ခံပါတယ်။ စကမ်းမှုဥခင်ကျော်လည်းပြောပြီးခဏကြာတဲ့အခါမှာပဲခေါင်းကန်တကာချက်ပြုတ်တန်ကြရပြီးပွင့်သွားလေတော့တယ်။တစုံတယောက်ဆင်းသွားသလိုဖြစ်ပြီးတော့တကားကပြန်ပိတ်သွားတယ်။ဒလိုနဲ့နိုင်ယူဝက်လောက်ကြာတဲ့အခါမှာတော့ဘာသမ်းမှမကြားရတော့ဘူး။နာနာဘွားတွေလည်းကားပေါ်ကိုအားလုံးရောက်နေပြီးတင်းကြိုင်းထဲမှာမကြံလောက်တော့ဘူးလို့ဥခင်ကျော်ကလည်းတွက်ဆလိုက်တော့တယ်။ဒါကြောင့်လော်လီကားခေါင်းကန်ပေါ်ကိုတက်ပြီးတော့ကားမောင်းသမားကိုမောင်းမှုပြောလိုက်လေတော့တယ်။ကားသမားကကားဆက်ကိုနှိုးလိုက်လေတော့တယ်။ဆက်နှိုးတာနဲ့ဂီယာထိုးပြီးကားကိုထွက်တယ်။အဲ့ဒီချိန်မှာပဲကားဆက်ကရက်သွားတယ်။ကားသမားကတော့ဂီယာကိုပြန်ဖောက်ပြီးတော့ဆက်နှိုး းလိုက်လေတော့တယ်ကားဆက်နိုးနာနဲ့ဂီယာထိုးပြီးကားထွက်တယ်ကားဆက်ကရက်သွားပြန်တယ်၃ချိန်၃ငါတီးတီးဆက်နိုးလိုက်ဂီယာထိုးလိုက်နဲ့ကားဆက်ကရက်ရက်သွားလေတော့တယ်အိမ်မာရင်ကားသမားကပြောတယ်ဘိုးကြီးေဝိတ်ရမ်းများလို့နဲ့တချို့တို့ကကိုပြန်ဆင်းခိုင်းလိုက်ပေးပါဦးဒရိုင်ဘာရဲ့စကားကြောင့်စက္ကန်မှုဥခင်ကျော်ကလည်းကားဘော်ဒီကိုကြိလိုက်လေတော့တယ်ကားဘော်မှာလည်းဘာမှမရှိတက်ရှိတရဝါတကောင်တမီမြလည်းမမြင်ရကားဘော်ကိုသူတို့တက်တယ်ဆိုတာလဲငါလက်ခံပါတယ်ဝိတ်များလို့နေတယ်ဆိုတာကတော့ဟုတ်ပါမလားကွာကားဘော်ဒီကလည်းအခွန်ကြီးအထဲမှာလည်းဘာမှမရှိဘူးဘလို့ကြ ောင်ဆိုတာတော့ကျွန်တော်လည်းမသိဘူးကားကတော့ထွက်လို့မရတာတော့အမှန်ပဲဘူးကြီးရေကားဒရိုက်ဘာကဥခင်ကျော်ကိုပြောပြီးတော့စိတ်ပြက်လက်ပြက်နဲ့တကားဖွင့်အောက်ကိုဆင်းသွားလေတော့တယ်ဥခင်ကျော်ကလည်းအောက်ကိုလိုက်ဆင်းလိုက်တော့တယ်ခဏနေတော့ဒရိုက်ဘာကဘူးကြီးဘူးကြီး ဒီမှာကြည့်ပါဦးလို့လှန့်ခေါ်လိုက်လေတော့လေဥခင်ကျော်ရောက်သွားတော့ကားဒရိုက်ဘာကလေတုပ်ကိုပြတယ်လေတုပ်ဆိုတာကဝင်ဖီအားကိုထိန်ပင်းဖို့အတွက်ကားဝင်ယူမှာတက်ဆင်ထားတဲ့လေးကိုင်းပုံတမဏိပြားပဲဖြစ်တယ်သူ့ရဲ့တဘာဝကဝင်ဖီအားမရှိဘူးဆိုရင်တော့လေးကိုင်းပုံကွေးနေတယ်အပေါ်ကဝင်ဖီထားရင်တော့ကွေးနေတဲ့လေးကိုင်းနေဟန်ဆန့်ပြီးတော့တက်မဲ့သွားတာပဲဖြစ်တယ်အခုလဲလေးကိုင်းနေကတန်းဆန့်နေတာကိုတွေ့မြင်လိုက်ရတော့တယ်ဥခင်ကျော်ကအရင်ကတရက်တစီနန္နာဘဝဆိုတာကိုတော့တိတ်တော့အယုံကြည်ရှိလာတဲ့သူမဟုတ်ဘူးခုလဲတာဝန်ရလောက်ရတာမို့အမောင်ယုံမဖြစ်အောင်ကို့ ပြစ်မဖြစ်အောင်သာမဖဲဝါတင်တာမြောက်တာပြောဆိုတောင်းပန်တာတွေကိုလုပ်နေရခြင်းပဲဖြစ်တယ်။ခုတော့ကိုတွေးမျက်မြင်ဖြစ်နေတာကိုမယုံလို့လည်းမရလက်ခံလိုက်ရလေတော့တယ်။တချို့တဝက်ပြင်ဆင်ခိုင်းမှကားထွက်လို့ရတယ်ဘူးကြီး။ကားဒရိုက်ဘာရဲ့ဒုတိယမြောက်သတိပေးတဲ့အကြောင်းကားပေါ်ကနန္နာဘွားအချို့ကိုပြင်ဆင်ခိုင်းမှုဥခင်ကျော်ကသတိရသွားလေတော့တယ်။ဒါကြောင့်ကားပေါ်ဒီအိမ်အလဲလောက်မှာတန်တန်းကိုကိုင်းကားပေါ်မှာတက်ရောက်နေကြတဲ့နန္နာဘွားပုတ်ကိုတရဝအားလုံးတို့ခမညာကားပေါ်မှာတက်ရောက်နေသူကများလုံးသောကြောင့်ဝင်လေးပြီးတော့ကားကထွက်လို့မရဖြစ်နေပါတယ်။ဒါကြောင့်ဒီတန်တန်းရဲ့အရှိဘက်မှာ ာရောက်နေတဲ့ပုပ်ကိုသရဝါတွေကကားပေါ်မှာနေမြဲတိုင်းနေပြီးတော့ဒီတန်တန်းရဲ့အနောက်ဘက်မှာရှိတဲ့ပုပ်ကိုသရဝါအားလုံးကတော့ကားအောက်ကိုခက်တခဏဆင်းပေးကြပါဘယ်ကိုမှမသွားမလာပဲဒီနေရာမှာပဲစောင့်ဆိုင်ပေးပါကားပေါ်ကပုပ်ကိုသရဝါတွေကိုနေရာတစ်ကိုပို့ဆောင်ပေးပြီးတာနဲ့တပြိုင်တည်းထဲတင်တို့ကိုတစ်ခေါက်ပြန်လာခေါ်ပါမယ်နေရာတစ်ကိုပို့ဆောင်ပေးပါမယ်လို့ပြောလိုက်လေတော့တယ်ပြောပြီးတာနဲ့ဘာကိုမှမကြည့်ပဲလေးတခုတည်းကသာစူးစူးဆိုင်ဆိုင်ကြည့်နေလေတော့တယ်နာနာဘွားတွေကားပေါ်ကတက်ကြတော့ကတော့တကြီးကြီးနဲ့မြင်နေသလိုသူတို့ပြန်ဆင်းတဲ့အခါမှာလည်းကားကလှုပ်ခါနေတယ် င်အတန်ဒီကလည်းမြည်နေတယ်။နောက်ပြီးဝင်းကိုထမ်းနိုင်ရတဲ့လေးတွေကလည်းတဖြည်းဖြည်းနဲ့ယော့လာတာကိုအန်အောဝယ်ရတွေ့မြင်လိုက်ရတော့တယ်။10မိနစ်လောက်ကြာတော့ဆင်းတဲ့အတန်ဒီရက်သွားတယ်။ကားလေးကလည်းပုံမှန်အတိုင်းဖြစ်သွားတယ်။ကဲကားဆရာကြီးလေးတွေကတော့ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီးကားဆက်နှိုးပြီးတော့ဥခင်ကျော်ပြောလိုက်တာနဲ့ကားဆရာကလည်းဆက်ကိုနှိုးကြည့်လိုက်တယ်။ပြီးတော့ဂီယာထိုးပြီးမောင်းကြည့်လိုက်တော့တယ်။ဒီတခါတော့စောစောတုန်းကလို့အနှောက်ရှက်မဖြစ်တော့ဘူး။ချောချောမွမွေးပဲမောင်းလို့ရသွားတယ်။သူတို့ကတင်းကြိုင်းကနေထွက်လာလေတော့တယ်။ခလာရ80နဲ့ဆေးရုံကိုကြော်တယ်။ဆေးရုံနဲ့ရေပြားစားတောက်ဆိုင်ကြမှာလ ဝဲဘက်ကိုချိုးပြီးကိုယ်လိုက်လေတော့တယ်သူတို့ကားကအဲ့ဒီလမ်းကျိုးလေးအတိုင်းဝင်သွားတယ်မိုင်းဝဲနီးပါဝင်သွားပြီးတဲ့နောက်မှာတော့ကြောက်ကုန်းတစ်ခုကိုတွေ့ရလေတော့တယ်ကြောက်ကုန်းလွင်ပြင်တနေရာမှာတော့ထောင်လေးထောင်တိုင်လေးတိုင်ဆိုက်ပြီးတော့အေဒီယာတတ်မှတ်ထားတဲ့နေရာတစ်ခုကိုတွေ့ရတယ်တောချုံမို့အချိုးနဲ့တစ်ပင်အငဲငယ်ကလည်းအဲ့ဒီနေရာကကြောက်ကုန်းလွင်ပြင်ထဲမှာပဲပေါက်နေတော့တယ်ဒါကတင်းကျိုင်းကုန်းအသစ်ဖြစ်တတ်မှတ်ထားတဲ့နေရာပဲ ဥခင်ကျော်ကကားကိုရခိုင်းလိုက်လေတော့တယ်ပြီးတော့အမိတ်စာအမှတ်နှစ်ကိုထုံးပြီးအမိတ်ပြန်တယ်ကားပေါ်မှာလိုက်ပါလာတယ်နာနာဘွားပုတ်ကူတရဝါအပေါင်းတို့ခမညာယခုအတင်တို့နေထိုင်ရမယ့်နေရာအစ်စ်တို့ရောက်ရှိပါပြီထောင်လေးလောက်မှာစိုက်ထားတဲ့ဧရိယာအဝင်း၌တင်တို့နေထိုင်ရမယ့်နေရာအစ်စ်ပဲဖြစ်ပါတယ်အတင်တို့အားလုံးကားပေါ်ကဆင်းပြီးနေရာအစ်စ်မှာနေရာယူကြပါတင်တို့အထဲမှာအကြီးအမှုပြုသူအနေနဲ့လည်းယခုပါလာတော့ပုတ်ကူတရဝါအပေါင်းနဲ့နောက်ထပ်လာမယ့်ပုတ်ကူတရဝါအပေါင်းတို့ကိုဒါဒူညီမြနေရာခွဲဝေပေးပြီးနေရာချထားပေးဖို့မြေတားရက်ခံပါတယ် ်အမိစာကို၃ငောက်တီးတီးဖက်ပြပြီးသူတို့အားလုံးကားပေါ်ကဆင်းမှုမိနစ်၂၀လောက်အချိန်ပေးလိုက်ရတယ်ပြီးမှကြံတဲ့သူတွေကိုထပ်မံခေါ်ရမှာဖြစ်တဲ့အတွက်အားလုံးကားပေါ်ကဆင်းကြပါတဦးတယောက်မျှကားပေါ်မှာပြန်မလိုက်ကြပါနဲ့လို့ပြောလိုက်လေတော့တယ်ဟုတ်တယ်သူတို့ကိုမြင်ရတာမှမဟုတ်တာကားပေါ်ပြန်လိုက်လိုက်ရင်လည်းဘယ်လိုလုပ်မလဲဒါကြောင့်လိုလေသေးမရှိအောင်ပြောရခြင်းပဲဖြစ်တယ်အဲ့နောက်မှာတော့ကားကိုပြန်လှည့်ပြီးတင်းကျိုင်းဟောင်းစီကိုမောင်းလာခဲ့လေတော့တယ်ကားမနိုင်လို့ခြံထားခဲ့တဲ့သူတွေကိုပြန်ခေါ်ရတာအဲ့ဒါလို့ခေါ်တော့မှခနဲ့ကကားမနိုင်လို့ပြန်ဆင်းနေခဲ့တဲ့ပုံကိုယ်တော်အားလုံးကားပေါ်သို့ ပြန်တက်ကြပါလို့ပြောယုံနေမပြီးခொနဲ့ကကားမနိုင်လို့ပြန်ဆင်းခဲ့တဲ့သူများအကြောင်းအမျိုးမျိုးကြောင့်ခရီးလုံနေပြီးခုမှပြန်ရောက်နေသူများအားလုံးကားပေါ်ကိုတက်ကြပါတင်းတို့နေထိုင်ရမယ့်နေရာအစ်စ်ကိုကျွန်ုပ်ကိုယ်တိုင်လိုက်လံပို့ဆောင်ပေးမှာဖြစ်ပါတယ်လို့သုံးောက်တီတီပြောပြီးကားပေါ်တက်ဖို့မိနစ်20လောက်စောင့်ပေးလိုက်ရတယ်ပြီးမှတင်းကြီးနေရာအစ်စ်ကိုမောင်းလာခဲ့လေတော့တယ်ဒီဒီချိန်မှာတော့ပထမအခောက်တုံးကလို့ကားဆက်ရက်သွားတာကားမထွက်ရတာစတဲ့အနှောက်ယှက်တွေမရှိပဲချောချောမွမွနဲ့ကားထွက်ခံနိုင်ခဲ့တယ်တင်းကြီးနေရာအစ်စ်ကိုရောက်တော့ပထမအခောက်တုံးကလို့ပြောသလိုမျိုးက ားပေါ်ကဆင်းခိုင်းရတယ်အားလုံးပြီးမှအမိန့်စာနှစ်ရွက်ကိုအပေါက်ဖောက် တစ်ပင်တစ်ပင်မှာချိတ်ထားပေးခဲ့ရတယ်။တင်းကျိုင်းရွှေတဲ့ကိစ္စအောင်မြင်မြင်ပြီးဆုံးပြီးမှပဲဥက္ကညော်တယောက်စိတ်လက်ပေါ်ပါလွတ်လပ်သွားလေတော့တယ်။တင်းကျိုင်းရွှေတာပြောင်းတာကျွန်တော်မကြခဏဆိုသလိုတော့ကြားဘူးခဲ့တယ်။အကိုကြီးပြောသလိုပဲကားမနိုင်လို့ပြန်ဆင်းခိုင်းရတယ်။နောက်တစ်ခေါက်ပြန်ခေါ်ရတယ်ဆိုတာကတော့အမြဲတမ်းလိုလိုကြားရလို့ဟုတ်မှာဟုတ်ပါမလားလို့တောင်ထင်မိပါတယ်။အခုအကိုကြီးကိုယ်တိုင်လက်တွေ့ကြုံရတယ်ဆိုမှကျွန်တော်ဘဝင်ကြမိတော့တယ်။ဒါလို့နဲ့ဥက္ကညော်ရဲ့တင်းကျိုင်းရွှေတဲ့နေ့ကအဖြစ်ပြက်တွေနားထောင်ပြီးမှတော့စာရေးသူကဥက္ကညော်ကိုပြောလိုက်ခြင်းပဲဖြစ်ပါတော့တယ်။ကျုပ်လည်းအစကတော့နာနာဘဝ ဆိုတာကိုတော့တိတ်ပြီးယုံလာတဲ့သူမဟုတ်ဘူးဗျဒါပေမဲ့အလောက်တာဝင်နေတဲ့နေရအနှံ့သွားနေရတဲ့အဲ့ဒီနေရဒေသတွေမှာမကြာခဏဆိုသလိုထူးထူးဆန်းဆန်းနေကြုံရတာဆိုတော့လေမယုံလို့မဖြစ်တဲ့အခြေအနေတစ်ခုကိုရောက်သွားတာကြည့်လေဗျာဝေများနေလို့ကားထွက်မရဘူးဆက်ကပြန်တည်သွားလိုက်နဲ့သုံးချိန်တိတိဖြစ်တာကျွန်တော်သာသူတို့ကိုပြန်မစင်းခိုင်းလိုက်ရင်ဘယ်တော့မှကားထွက်ရမှာမဟုတ်ဘူးတဝက်ပြန်စင်းခိုင်းလိုက်မှသာကားထွက်လို့ရတာဒါကကျွန်တော်ကိုယ်တွေနှောက်ပြီး ကားလေးတွေကိုဝင်ပြနေတဲ့ကိစ္စကျွန်တော်မျက်မြင်ပဲဒါတွေအားလုံးကျွန်တော်မျက်မြင်ကိုတွေ့မဟုတ်ရင်တော့ဘလို့မှယုံနိုင်ပွဲရာမရှိတဲ့အဖြစ်ပြက်ပဲလေဗျာနေအောင်ကျွန်တော်ပြောဖို့တခုကြံသေးတာဘာကြောင့်များလဲအကိုကြီးဟလိုဗျအဲ့ဒီတင်ញိုင်ရွှေတဲ့နေ့ကကားကနှစ်ခေါက်ပြန်ပို့နေရတာနေ့လေနှစ်နာရီလောက်မှကိစ္စအလုံးကပြီးစီးလို့ပြန်လာခဲ့တာ ဗိုလ်မှူးကိုလည်းအင်းမတင်ဆိုင်ရွှေပြောင်းပြီးပြီလို့ဖုန်းဆက်ပြီးတော့သတင်းပို့လိုက်တာကျွန်တော်တာဝန်ပြီးဆုံးပြီဆိုတော့လေစိတ်လက်ပေါ်ပါတော့ဗောဗျာဒါပေမဲ့ကျွန်တော်ထင်သားတယ်လို့မဟုတ်ဘူးဗျကိစ္စကမပြီးသေးဘူးနောက်နေ့နေ့လေခင်းမှာကားတစ်ခေါက်ပြန်ဆွဲပြီးတော့ပြန်ပို့ရသေးတယ် ဘာကြောင့်တော့ကိုကြီးကတင်ညာဟောင်းမှာအိုမင်းမစွမ်းနေကြံနေသေးတယ်တဲ့ဗျာကျုပ်ကိုအဲ့ဒီညမှာပဲအိမ်မက်လာပေးတာကျုပ်လည်းဒါဆိုဘလို့လုပ်ရမလဲပေါ့ခါခွက်မရှိအောင်လို့တေးသေးချာချာလှုပ်ထားတာကိုဗျာဒါကြောင့်နားလေတဲ့ဆရာတယောက်ကိုခေါ်ပြီးတော့မေးကြည့်တာဒီတော့မှဟုတ်တယ်ဗျို့ကျုပ်မေ့ကြံခဲ့တာနာနာဘွားဝိညာဘွားတွေကိုစားဖို့တောက်ဖို့ပဲဖိတ်မိတ်ပြောင်းဖို့ရှေ့ဖို့ပဲခေါ်ရောအိုမင်းမစွမ်းမကြမ်းမမာသူတွေကိုမပြတ်မကွက်ဖိတ်ခေါ်ရတယ်တဲ့ဒါလို့ဖိတ်ခေါ်တဲ့အခါမှာအိုမင်းမစွမ်းသူမကြမ်းမမာသူများရှိရင်လဲတွဲပြီးခေါ်ခဲ့ကြပါလမ်းမလျှောက် ိုင်သူကိုလည်းကြောပိုးပြီးတော့ခေါ်ခဲ့ကြပါလို့ပြောရတယ်တဲ့ကျွန်တော်ကအဲ့ဒါကိုမသိလိုက်ဘူးဒါကြောင့်မပြောလိုက်မိဘူးအိမ်မက်လာပြီးမှပဲသိတော့တာဒီကိစ္စနဲ့ပတ်သက်ပြီးနားလေတဲ့ဆရာကိုပြောခိုင်းတဲ့အတိုင်းပြောပြီးကားနဲ့တစ်ခေါက်ပြန်ပို့ခဲ့ရသေးတယ်ဗျို့ပထမနေ့ကပို့တဲ့လော်လီကားကမဝတ္တကပေးတာဆိုတော့ဆက်စီကိုမဝတ္တကပဲထည့်ပေးတာလေနောက်တနေ့အိုမင်းမဆွမ်းနေမကျဲမသူတွေကိုပို့တာကို့အစီအစဉ်နဲ့ကိုဆိုတော့ကားကောက်ကိုကျွန်တော်ကပဲခံလိုက်ရတယ်ဗျာဒါထည့်ကျွန်တော်တို့ခုမေးပြရစီအိုမင်းမဆွမ်းနေကြံနေသေးတာလို့အကိုကြီးကိုအိမ်မက်လာပေးတာဘယ်သူလဲအို မင်းမဆန်းနေကြပဲလားမဟုတ်ဘူးဗျအမျိုးသမီးတယောက်ပဲအသက်ကတော့အစိတ်30လောက်တော့ရှိမယ်။ဇပင်အရှိကြီးကိုလည်းဖားလိုက်ချထားတယ်။အဝါရောင်ထောက်ဆင်တူဝတ်ထားတယ်မဟုတ်လား။သူစကားမဆုံးခင်မှာစာရေးသူကဖြတ်မိလိုက်လေတော့တယ်။ဥခင်ကျော်ကလည်းစာရေးသူကိုတန်အန်တော်နဲ့ကြိလိုက်လေတော့တယ်။ဟုတ်တယ်ဗျာအဝါရောင်ဝမ်းဆက်နေပဲ။စာရေးသူကဘလို့လို့သိတာတော့တင်းကြိုင်းနဲ့ပတ်သက်တဲ့ကိစ္စဆိုမှတော့သူပဲဖြစ်ရမှာပေါ့ခင်ဗျာ။သူဆိုတာကဘာလို့လဲ။သူဆိုတာကတင်းကြိုင်းရှင်မှမဖဲဝါပေါ့။ဟင်း အဲ့ဒါမဖဲဝါလားဥခင်ကျော်ကလည်းအန်ဩဟန်နဲ့စာရေးသူကိုမေးပြောပြောတယ်ပြီးတော့ဆက်ပြောလိုက်သေးတယ်မဖဲဝါကချောသားပဲဗျဇလန်းလေးကဒီမာနေပြီးဆုံးသွားပါပြီရှင်ဇလန်းလေးကိုရေးသားပေးတဲ့မွေးရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေး